န္ဓာကိုယ်ထဲမှာ အပူအပုပ်တွေအစိမ့်အတောက်တွေပုံမှန်ထက်ပိုပြီးတော့များနေပြီဆိုရင်တော့ဘာတွေဖြစ်တတ်ပါသလဲဒီနေ့မှာတော့မိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်အတွဲမှာအပူပုပ်တွေများနေပြီဆိုရင်တော့ဘာတွေဖြစ်တတ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီလိုအပူပုပ်တွေများနေပြီဆိုရင်တော့ဗဇက်ဂရင်းနဲ့နန်းချင်းချွေးနဲ့ဆိုးဝါးလုံးချင်း လေလေတဲ့အခါပုံမှန်ထက်အပုံနဲ့ပိုထွက်ချင်း သဖုံးတွေကြွပြီးတော့နာရခြင်းကိုလက်မအီမတာဖြစ်ခြင်းနှစ်ချိုက်စွာအိပ်ပျော်ဖို့ခက်ခဲခြင်းအကြောတက်ညောင်းညာခြင်းကိုယ်လနာကျင်ကြိုက်ခဲခြင်းအသားရေ၆တွေ့ပျက်စီးခြင်းစတဲ့ဘေးရွက်ဆိုးကျိုးတွေအများကြီးပဲဖြစ်လာရပါတယ် ဒီလိုတွေမဖြစ်ချင်ဘူးဆိုရင်တော့သင်ရဲ့ခန္ဓာကိုယ်အတွင်းကအပူပုံးတဲ့အဆိပ်အတောက်တွေကိုမကြာခဏထုတ်ပြစ်ပြီးတော့ခန္ဓာကိုယ်အတွင်းပိုင်းကိုတန်ရှင်းရေးမကြာခဏပြုတ်လုတ်ပေးသင့်ပါတယ်ဒီလိုမျိုးခန္ဓာကိုယ်အတွင်းပိုင်းကိုတန်ရှင်းလုတ်ဖို့အတွက်ကတော့လူတည်နေတဲ့နီလန်း၅ခုကိုမျှဝေပေးမှာပဲဖြစ်ပါတယ်ဒီနီလန်းလေးတွေကတော့ နံပါတ်၁ခန္ဓာကိုယ်ချွေးပေါက်များမှထုတ်ခြင်းချွေးပေါက်တွေကနေအပူပေါက်အစိမ့်အတောက်တွေကိုထုတ်နိုင်ပါတယ်တချို့မြင်ဘူးကြမှာပါ အပူပေးထားတဲ့ဖန်ခွက်ကလေးတွေကိုနောက်ကျောပေါ်မှာတင်ပြီးတော့လေဆုပ်ခွက်သဘောမျိုးနဲ့လှုပ်ထားတဲ့ကုထုံးမျိုးပဲဖြစ်ပါတယ်ဒီလိုနည်းဖြင့်လည်းမိစရိုခန္ဓာကိုယ်တွင်းမှာရှိတဲ့အပူအပုံနဲ့အစိမ့်အတောက်တွေကိုထုတ်ပြလို့ရပါတယ်နံပါတ်၂ဆက်အိုမှထုတ်ခြင်းဒါကတော့ရှင်းပါတယ် ဥပမာအားဖြင့်အနည်းဆုံးအဆုံးပြောပြရမယ်ဆိုရင်တော့ဝမ်းနှုတ်ကြတာမျိုးပါဝမ်းသွားတာဟာတဘာဝအရာသွားတာကောင်းပေမဲ့လိုအပ်လာတဲ့အခါမှာမဖြစ်မနေဝမ်းသွားအောင်လုပ်လို့ကြရပါတယ်အကျိုးကဝမ်းနှုတ်ပြီးအင်အားကုန်ခန့်သွားတဲ့အတန်ကိုခံနိုင်မရှိဘဲနဲ့လဲနုံးခွေသွားတတ်တာမျိုးရှိလို့ဝမ်းနှုတ်ပြီးဆိုရင်တော့သတိပြုဖို့လိုအပ်ပါတယ်။ဒါဟာလေမိစွေတို့ခနာကိုတွင်းမှာရှိတဲ့အပူပုံးနဲ့အစိတ်အထောက်တွေကိုထုတ်ပြတဲ့နီလန်းတစ်မျိုးပဲဖြစ်ပါရဲ့။ နံပါတ်3ဗဇက်မထုတ်ခြင်းယနေ့ကမှာတော့အသုံးပြုတာအလွန်အမတန်နဲသွားပြီးပဲဖြစ်ပါတယ်။ရှေးကုထုံးတွေမှာတော့အန်ထရမဲ့ဈေးတမျိုးကိုတိုက်ကျွေးပြီးတော့အစိမ့်အတောက်အပူပုတ်တွေကိုပြန်ထုတ်ကြပါတယ်။အရေးပေါ်အခြေအနေတွေမှာပဲသုံးလေရှိပြီးနောက်ဆက်တွဲပေးရတဲ့ဈေးတွေလည်းရှိရတဲ့အတွက်ကြောင့်မလို့တော့ကိုရိုင်းလုတ်ဖို့မလွယ်ကူပါဘူး။ဒါကြောင့်မလို့ဒီနည်းလမ်းကိုတော့တိတ်ပြီးတော့အားမပေးပါဘူး။နံပါတ်၄ ခေါင်းမထုတ်ခြင်းခေါင်းမရှိတဲ့အကြောကျင်တွေကိုနှုတ်နယ်ပေးပြီးအပူပုံအခိုးအငွေတွေထွက်သွားအောင်လို့လုပ်ပေးရတဲ့ခုထုံးပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့အကြောဖွဲ့စည်းပုံတွေကိုနားလည်တဲ့အကြောပညာရှင်မျိုးသာပြုလုပ်တာဟာဒီနည်းကိုပိုမိုပြီးတော့တင့်တော်ကောင်းမွန်စေပါတယ်။နံပါတ်၄ခြေဘဝမှ ထုတ်ခြင်း လူအများစုတိုင်းနေသက်တဲ့နေလန်းတစ်ခုပဲဖြစ်ပြီးတော့လောက်ရတာလဲအင်တန်မှပဲလွယ်ကူပါတယ်။နေလန်းတွေအများကြီးပဲရှိပါတယ်။အတိုင်ဆုံးပြုလို့လို့ကောင်းတဲ့နေလန်းကတော့ခြေထောက်ကိုစားနေတာနဲ့ခြေထောက်ဆေးကွက်ခွာသုံးပြီးတော့ခန္ဓာကိုယ်တွင်းမှာရှိတဲ့အပူပုံးတဲ့အစိတ်အထောက်တွေကိုထုတ်ပြတဲ့နေလန်းပဲဖြစ်ပါတယ်။နံပါတ်5စားနေခြင်း စာမန်းများအသုံးပြုနိုင်ရင်တော့ပိုကောင်းပါတယ်အချို့ကစားနည်းနည်းလေးနဲ့လှုပ်တက်ကြပါတယ်တကယ်ကဟိုမရောက်ဒီမရောက်ဖြစ်သွားစေပါတယ်မလုတ်ခင်ခြေတော်စီခြေတော်ကိုချအောင်ပုတ်ပြီးတော့ခြေမျက်စီအောင်နားလောက်မှာရှိတဲ့စားကွက်တဲကိုခြေတော်ကိုချဲ့ပြီးတော့စိန်ထားပြီးသေချာနှိမ့်နယ်ပေးခြင်းဖြင့်လည်းမိနစ်20လောက်ပြုလုပ်ပေးလို့ရပါတယ်ပြီးရင်မစည်းပဲခြေတော်ကလေးတုတ်ပြီးတော့အိတ်လိုက်ပါခရင်ပေါ်မှာစားနန်နန္ဒာမျိုးတွေဖြစ်လာတတ်ပါတယ် ဖြစ်နိုင်ရင် စားကိုမကြခဏအသက်လဲပေးတာမျိုးလုပ်တာကတော့ပို့ပြီးတော့တင့်တော်ပါတယ်ခြေဘွားဟာလူခန္ဓာကိုယ်ရဲ့ပရဝီကြောတွေပေါင်းစုံတဲ့နေရာဖြစ်လို့ခြေဘွားကနေအစိမ့်အတအပူတွေကိုထုတ်ပေးတာဟာအထူးအောင်ဆုံးနီလန်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့ drag ဒီနီလန်းလေးတွေကိုပြန်လည်မျှဝေခြင်းပဲဖြစ်ပါတယ်။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေ။ဒီနီလန်းလေးတွေဟာငွေကုန်ကြီးတာတတ်တာပြီးတော့မိတ်ဆွေတို့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အပူပုံးတဲ့အစိတ်အတော့တွေကိုအကောင်းဆုံးနဲ့အလွယ်ကူဆုံးထုတ်ပေးနိုင်တာဖြစ်လို့ like ပါလှူဆောင်ကြည့်ဖို့လဲတိုက်တွန်းခြင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရပ်နားလိုက်ပါတယ်။နောက်နေ့ဗီဒီယိုလေးတွေမှာတော့ကျမ်းမာရေးဆိုင်ရာဘုဟုသုတတွေနဲ့စိတ်ကွန်အားဖြစ်ွယ်သုတရတာစာပေမျိုးမျိုးကိုတင်ဆက်ပေးမှာဖြစ်လို့စာပေသုတလိုရာ YouTube Channel လေးကိုလည်း like and subscribe လေးလုပ်ထားခဲ့ပေးပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။